ပြည်သက်တွေမျောလင်းဆောက်သားနေကြတဲ့တမ်မီဆွန်နင်ဦးရဲ့ထိုးပွဲကြီးကတော့မကြိုက်ခင်ရောက်ရှိလာတော့မယ်လို့သတင်းကောင်းမှတ်ချက်ပါတယ်။ဆွန်နင်ဦးရဲ့ပွဲစဉ်တွေကိုပြည်သက်တွေမကြည့်ရတာအတော်လေးကြာခဲ့ပြီဖြစ်တဲ့အတွက်ဒီသတင်းဟာဝမ်းသာစရာပါပဲ။ဆွန်နင်ဦးကလက်ရှိမှာဝမ်းချက်မြန်ရှိနဲ့စာချုပ်ချိုးဆိုထားတာနှစ်ပွဲကြာရှိနေသေးတယ်လို့သိရပါတယ်။ဒါပေမဲ့သူ့အနေနဲ့ဒီနောက်ဆုံးပွဲကိုထိုးတက်ပြီးနောက်ပိုင်းမှာဝမ်းချက်မြန်ရှိနဲ့ဆက်လက်ထိုးတက်ဖို့မသေချာတော့ပဲ။လဝေးကိုသာဦးစားပေးတဲ့အနေနဲ့ PKFC လိုမျိုးအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်သွားဖို့စိတ်ဝင်စားနေဆိုတော့တတိယလည်းထွက်ပေါ်နေပါတယ်။ဒီအခြေအနေတွေကြောင့်ဒီလာမယ့်ပွဲစဉ်ဟာဆိုလင်ဦးကိုဝမ်ချက်မြန်ရှိမှာနောက်ဆုံးမြင်တွေ့ရမယ်ပွဲစဉ်ဖြစ်လာမလားဆိုပြီးတော့ပရိသတ်တွေကစိတ်ဝင်စားနေစောင့်ကြည့်နေကြတာပါ။လက်ရှိဝမ်ချက်မြန်ရှိကနာဘီနဲ့ဆိုလင်ဦးတို့ရဲ့ရခင်ထိုးတက်ခဲ့တဲ့ဗီဒီယိုဖိုင်ကိုအွန်လိုင်းပေါ်မှာတင်ခဲ့တာ တွေ့ရပါတယ်။ဒီဗီဒီယိုဟာရပ်ပိုင်းအတွင်းမှာတင်ကြည့်ရှုသူခုနှစ်တန်း အထီးရှိခဲ့တာကြောင့်ကဘာကျော်သွားခဲ့ပါတယ်ဒီလိုမျိုးနာမည်ကြီးပြီးလူစိတ်ဝင်စားမှုများပြတဲ့ဗီဒီယိုကို One Championship ဘက်ကနေအခုလိုမျိုးပြန်နဲ့ထုတ်ဖို့ပြသပြီးမကြာခင်မှာဆွန်လင်းဦးရဲ့ပွဲကိုထုတ်ပြတော့မယ်ဆိုတဲ့တိတ်လွန်စပေးနေတာလားဆိုပြီးပရိသတ်တွေကြားမှာပြောဆိုနေကြတာတွေရှိနေပါတယ်ပြီးတော့ဒရင်းတွေထွက်ပေါ်လာတာကတော့ဆွန်လင်းဦးရဲ့ထိုးပွဲကြီးကိုဒါမဲ့နောက်လာထဲမှာပဲခရိုနီကာရဲ့ပွဲနဲ့အတူတပြိုင်နက်တည်းကြီးရှိရမယ်ဆိုတဲ့သတင်းတွေကဆိုပါတယ် ဒါဟာမြန်မာပြည်သက်တွေအတွက်တော့ရန်ကိုရှိခုံစရာကောင်းတဲ့သတင်းပါပဲ။ဆိုလင်းဦးက1 championship မှာဒေါ်လာတသိန်းခန့်စာရုပ်ချုပ်ပြီးကလေးက၃ဘွဲ့စက်တိုက်ရှုံးနိုင်ထားခဲ့တာမှတ်ပါတယ်။ဒါပေမဲ့သူရဲ့ရှုံးမွေးတွေကတခြား fighter တွေလိုမျိုးစူးစူးဝါးဝါးကြီးရှုံးနိုင်ခဲ့တာမဟုတ်ဘူးဆိုတာကိုပြည်သက်တွေကလက်ခံထားကြပါတယ်။အထူးသဖြင့်စာချုပ်ရပြီးပထမဆုံးထိုးခဲ့တဲ့ပွဲစဉ်တစ်ခုမှာပြိုင်မက်တွေဟာဆိုလင်းဦးထက်ကိုလေးချိန်ရောအရက်အမောင်းမှမတူညီခဲ့အဆင့်တန်းပွားချလွန်ခဲ့ပါတယ်။ ဲ့ဒီလိုကိုယ်လေးချိန်ရောအရက်ပါမတူတဲ့သူတွေနဲ့ထိုးသက်ခဲ့ရတာကြောင့်နိုင်ပွဲရဖို့ခက်ခဲတယ်ဆိုတာလဲပြည်သက်တွေနားလည်ပေးကြပါတယ်။ကျန်တဲ့ပွဲစီမှာဆိုလဲဆက်ဆန်တဲ့ပွဲဆိုရင်ဒိုင်လူကြီးကဖလိုက်ခဲ့တယ်လို့ပြည်သက်အများစုကမြင်ခဲ့ရပြီးကော်တွန်တဲ့ပွဲမှာဆိုရင်လဲစိုးနေဦးကအနိုင်ရလူနေပါထိဆွတ်ဆောင်နိုင်ခဲ့တာကိုတွေ့ရပါတယ်။အထူးသဖြင့်တုံးချီပွဲမှာမြန်မာဖိုက်တာတွေရဲ့မာဂုံကိုအပြုတ်ကစားတက်တဲ့ဆိုလင်းဦးဟာအမှတ်မရခဲ့ပဲ တကယ်အချီမှာအလဲထိုးနဲ့အနိုင်ရခံနေသည့်ရှိခဲ့ပါတယ်တကယ်လို့ဒီပွဲဟာငါရှိပွဲသားဆိုရင်ဆိုလင်းဦးကတခါတည်းအနိုင်ရဖို့တကြတယ်လို့ပြည်သက်တွေကဝေဖန်သုံးသပ်ခဲ့ကြပါတယ်ဒါကြောင့်ဆိုလင်းဦးရဲ့ရှုံးမွေးတွေဟာဆူဆူဝါဝါကြီးရှုံးနေတာမဟုတ်ပဲပြိုင်မဲ့တွေရဲ့အခြေအနေမတူညီမှုကြောင့်မှရှုံးနေခဲ့တယ်ဆိုတာကိုအပိတ်သူတွေကယုံကြည်ကြပါတယ်ဒါကြောင့်ဝမ်ချမ်ပီယံရှစ်ဘက်ကဆိုလင်းဦးပွဲကိုပြည်သက်တွေရဲ့တောင်းဆိုမှုအရစာချုပ်ကြံနေသေးတဲ့အတွက် နောက်လမှထည့်သွင်းပြီးတော့မယ်ဆိုပြီး တတိယနေ့ရန်ကုန်ရေပန်းစနေပါတယ်ဒီတစ်ခါမှဆိုရင်လုံးဝထင်မှတ်ထားတဲ့ fighter တောင်းနဲ့ပွဲတက်ပေးမယ်လို့တတိယနေ့ထွက်ပေါ်လာနေတဲ့အတွက်ပိတ်သက်တွေဟာဒီပွဲကြီးကိုမျက်မျက်ဆန်ဆန်ကြည့်ရှုရဖို့စိတ်လှုပ်ရှားနေကြပြီမဆောက်နိုင်အောင်ဖြစ်နေကြပါပြီတမ်မီဆိုလင်းဦးရဲ့နောက်ဆုံးပွဲစဉ်ဖြစ်လာနိုင်တဲ့ဒီထိုးပွဲကြီးကိုပိတ်သက်တယောက်အနေနဲ့ရင်ခုန်စွာစောင့်နေနေတာဟာတကယ်ကိုပျော်ရွှင်စရာပါပဲလို့ညီကုံထုတ်လိုက်ကြပါတယ်